ခုတင်ဆက်ပေးမယ့်သတင်းကတော့တနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်ခတ်ရက်စဲရေးပြီးစီးပါက နိုင်ငံရေးဆွေးနွေးဖို့အတွက်လွှတ်တော်ကိုလွှဲပြောင်းမှုရှိရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နိုင်ငံတော်သမ္မတဦးဆောင်ပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်အခတ်ရက်စဲရေးအတွက်နိုင်ငံတွင်းရှိလက်နက်ကိုင်ဖွဲ့စည်းများအလုံးနဲ့လက်မှတ်ရေးထိုးမှာဖြစ်ကြောင်းပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီမှဒုတိယဥက္ကဋ္ဌနိုင်ငံတော်သမ္မတယုံပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကပြောကြားလိုက်ပါတယ်။ ဦးအောင်မင်းကဇွန်လ28ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြရမှာအပြည့်အခက်ရက်စရေးများပြုလုပ်ပြီးနောက်ပိုင်းမှာနိုင်ငံရေးဆွေးနွေးပွဲတွေကိုလွှတ်တော်မှဦးစီးဆောင်ရွက်နိုင်မှုအတွက်လွှဲပြောင်းပေးဖို့အစီအစဉ်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများနဲ့အပြည့်အခက်ရက်စဲရေးလက်မှတ်ရေးထိုးမှုတွေကိုပြည်내အဆင့်16ခုပြည်ထောင်စုအဆင့်18ခုရေးထိုးပြီးဖြစ်ကြောင်းအပြည့်အခက်ရက်စဲရန်ကြံရှိနေသေးတဲ့ KIO နဲ့လက်မှတ်ရေးထိုးဖို့သဘောတူညီချက်ရရှိပြီးဖြစ်သလိုအဖွဲ့ငယ်များဖြစ်တဲ့ပလောင်နဲ့လားဟုအဖွဲ့များနဲ့လည်းလက်မှတ်ရေးထိုးဖို့တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဆက်သွယ်ဆောင်ရွက်လျက်ရှိတယ်လို့ဦးအောင်မင်းကဆိုပါတယ်အပြည့်အခက်ရက်စဲရေးလက်မှတ်ရေးထိုးပြီးသွားပြီး လက်နက်ကိုင်အဖွဲ့တွေကိုလည်းမတရားအတင်းစရင်ကနေပယ်ဖြတ်ပေးနိုင်မှာဖြစ်ပြီးငြိမ်းချမ်းရေးဆွေးနွေးမှုတွေအောင်မြင်လာခဲ့ပါကလက်နက်ကိုင်အင်အားသသိန်းခန့် refugee ဒုက္ခသည်အင်အား3သိန်းခွဲခန့်နဲ့ IDP အင်အား4သိန်း6000ခန့်နဲ့လက်နက်ကိုင်တို့နဲ့ဆက်နွယ်နေတဲ့ပြည်သူ2သန်းခန့်တို့ပြန်လည်ဝင်ရောက်လာနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက်နိုင်ငံတော်အစိုးရကပထမဦးစွာမိုင်းရှင်းလျက်လုပ်ငန်းများလှုပ်ဆောင်ပြီးနောက်နေစရာစားစရာနဲ့နောက်ရေးအတွက်အလုပ်ကင်မှဖန်တီးပေးဖို့စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ဦးအောင်မင်းကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။